်မင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရေခါကိုရောင်းနှလုံးပြိုကျပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မော်ရွာမြို့အခြေစိုက်နောက်မြောက်တိုင်းစစ်ဌာနချုပ်တဲ့ခိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ရန်အကြံဖတ်စစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရှေးခါကိုရောင်းနှလုံးပြိုကျပျက်စီးခဲ့ကြောင်း Children Rocket Brother CRB မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာလ၂ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုဒေါ်လန်ရေးတပ်ဖွဲ့များက၉ချိန်မြောက်အဖြစ် Rocket စေလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်စစ်တိုင်းရုံမှအရာရှိ၅ဦး၊ရိတ်ခါကိုရောင်ဆောင်စစ်သား၂ဦးနဲ့တပ်မိသားစုဝင်၅ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းထို့ပြင်တက်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတဆခွဲ၄မြင်းဆောင်၃၀၀တက်စေးရုံတို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ ထို့ပြင်နမခစစ်တိုင်းရုံအတွင်ရှိရှိခါကူရောင်နှလုံးလဲဖြူကျပြက်စီခဲ့ပြီးတော်လန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်ကိုကိုးကြိမ်များအဖြစ်ရော့ကက်ဆဲလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရရှိငါးကောင်အပါဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း၁၂ကောင်တည်ဆုံနေပြည်သူလူထုအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟု Children Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Children Rocket ညီနောင် Children Rocket Brother CRV ဦးဆောင်ရေးမဟာမိတ်အဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနီ Children Brother Futilin Different Phone Futilin Different Phone Federal Democratic Phone Farmer Army မုံရွာခရိုင်တက်ရင်ဆက်လီဘိုးလက်ကောင်းနဲ့ရင်းမာပင်ခရိုင်အမှတ်9တက်ရင်နဲ့ပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆလပီဒိုက်ဦးထောင်အမျိုးသမီးဦးစီးအရာရှိစင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းဒိုက်ဦးထောင် အမျိုးသမီးဆောင်တွင်ဦးစီးအရာရှိစင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေကြောင်း Justin Nawan Political Prisoner JNPP မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒိုက်ဦးအကျဉ်းထောင်မှဦးစီးအရာရှိဒေါ်စင်မာအောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ခြင်းထောင်ဝင်စာပါစဲဖျက်တောက်ပိတ်ပင်ခြင်းဈေးပါများအားအစမတန်ဈေးတင်ရောင်းချခြင်း အကျဉ်းသူများ၏ရပိုင်ခွင့်များအားတားဆီးပိတ်ပင်ခြင်းများလှုပ်ဆောင်ကာရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်းသိရပါသည်။နိုင်ငံ၏အကျဉ်းသူမတ်ဤသူဟန်ခေါ်ရှာစစ်ကို2025ခုနှစ်စွန်လအတွင်း TB ရောဂါတန်တရားရှိသည်ဟုဆိုကာအဆောင်တွင်မနေခိုင်းဘဲတိုက်ပိတ်ခဲ့ပြီးရောဂါတန်တရားရှိသူနှင့်ဘေးကျင်းကပ်နေသည်ဟုဆိုကာဒေါ်နုနုအောင်ကိုလည်းတိုက်ပိတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းထို့သော TB တန်တရားနှင့်တိုက်ပိတ်မှုအတွေ့ဒေါ်နုနုအောင်က TB ရောဂါတန်တရားရှိပါက ိမ်မှထာဝင်စာလာတွေ့လျင်အိမ်ကိုစစ်ခွင့်ပြုရန်တောင်းဆိုတော့လေဦးစီးအရာရှိဖြစ်သူဒေါ်စင်မကြည်အောင်ခွင့်မပြုရင်ထောင်မှစစ်ဆေးပေးမည်ဟုပြောဆိုခဲ့ပြီးတီဘီရောဂါမရှိပါကတိုက်မှပြန်ထုတ်ပေးမည်ဟုပြောဆိုခဲ့ကြောင်းထို့သောတီဘီစစ်ဆေးပြီးနောက်နှစ်ဦးလုံးရောဂါမရှိတော့လေလက်ရှိအချိန်အထိတိုက်ပိတ်ထားကြောင်းသိရပါတယ်အခုလိုဖြစ်ရတွေကတထောင်နဲ့မဟုတ်ပါဘူးထောင်တိုင်းမှာဖြစ်ပျက်နေတာတွေရှိပါတယ်အကျဉ်းသားတွေကိုအနှိမ့်ချက်အောင်လုပ်တာပါဒီလိုအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေစီးလို့ဝါလို့စီမံမှုတွေကိုဆက်လက်မပြုလုပ်ဖို့တိုက်တွန်းတောင်းဆိုကြပါတယ် နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအကျဉ်းထောင်တွေကိုပို့ပြီးအာရုံစိုက်စေ့ခြင်းပါတယ်ဟု JNPB မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်လက်တလောတွင်တိုက်ဥထောင်တွင်အကြောင်းမျိုးမျိုးပြကာအမျိုးသမီးနိုင်ငံရဲ့အချင်းသူများကိုတိုက်ပိတ်ခြင်းများလှုပ်ဆောင်သည့်အပြင်တိုက်ပိတ်ရာတွင်လည်းမိမဆောင်တိုက်တွင်မထားပဲယောက်ျားလေးတိုက်ဖြစ်သည့်တိုက်အမှန်၄၅၆များတွင်ထားသည့်အတွေ့တိုက်ပိတ်ခံရသူအချင်းသူများမှစိတ်လုံခြုံမှုမရှိခြင်းရေချိုးရာတွင်လည်းအဆင်မပြေခြင်းများများစွာဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည် ထို့ပြင်ဒိုင်ဦးထောင်၏အမျိုးသမီးဦးစီးအရာရှိဇင်မာကြည်အောင်ကပါဆယ်များထိန်ချုပ်ကန့်သက်ခြင်းအကျဉ်းသူများရပိုင်ခွင့်များကိုတားဆီးပိတ်ပင်ထားခြင်းတရားဝင်ဈေးပါများကိုအစမတန်အမျက်တင်ရောင်းချခြင်းများလှုပ်ဆောင်နေသည့်အပြင်ထောင်ဝင်စားပါဆယ်များကိုကန့်သက်ထားကြောင်းအကျဉ်းသူများကိုအကျဉ်းထောင်အတွင်ဈေးတင်ရောင်းချသောအကျဉ်းသားများအငွေဖြင့်ဝယ်ရသည့်ထောင်ဈေးပါတွင်သာဈေးဝယ်ခိုင်းပြီးတရားဝင်ဈေးပါကို9000ကျပ်ထိဝယ်ယူခွင့်ပြုကြောင်းဝေချက်9000ထက်ကျော်လွန်ပါကအပြင်ရှင်စနစ်ဖြင့်တောင်းခံနေကြောင်းသိရပါဗျ။ အချင်းသူများ၏အနှွေးထည်များကိုလည်းအယောင်ပါတီများကိုဝှက်ခွင့်မပြုဘဲရှာဖွေရေးတွင်အကုန်သိမ်းစီကြောင်းလက်ရှိအဖြူသာပေးသွင်းခွင့်ပြုမည်ဟုပြောဆိုခဲ့ပြီးထာဝန်စာပါဆယ်လာချိန်တွင်စားတောက်ကုန်များတကူရည်အသုံးဆောင်များကိုလုံလောက်စွာပေးသွင်းခွင့်မပြုကြောင်းထောင်ဝစ်ဆောင်အဝတ်ထည်လုံလောက်စွာပေးသွင်းခွင့်မပြုဘဲကန့်သက်ထားကြောင်းသိရပါသည်ထို့သောအနှွေးထည်များလုံလောက်စွာထုတ်မပေးခြင်းအနှွေးထည်များလုံလောက်စွာပေးသွင်းခွင့်မပြုသောကြောင့်အကျဉ်းသူများမှအေးအေးတန်ခံရပြီးကိုခံအားနှင့်ကဖျားနာမှုများဖြစ်ပေါ်နေကြောင်း ်ဖွေးဝဲရနာများပေါက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ထို့သောအကျဉ်းသူများကိုရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများအတွက်ကျူးလွန်သူဦးစီးအရာရှိဇင်မာကြည်အောင်အပါဝင်ပါဝင်ပတ်သက်သူများကတာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်း Justice Network for Political Prisoner အနေဖြင့်တိုက်ပိတ်ခံနိုင်ငံရေးအကျဉ်းသူများနှင့် တသားတဲ့ရက်တီလျက်ရှိပြီးအမြန်ဆုံးတိုက်ထဲမှာထုတ်ပေးရနှင်းရင်းလုံရများကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားပါတယ်။ဒိုက်ဦးထောင်တွင်ထို့သို့ခေါင်းစဉ်အမျိုးမျိုးဖြင့်မတရားဆွဆွဲကအကြောင်းပြချက်မရှိဘဲအကန့်တမဲ့တိုက်ဖိတ်ထားခြင်းများကိုအပြင်းထန်ရှုံချကြောင်း Justice Network for Political Prisoner ကထုတ်ပြန်ကြေညာပါတယ်။ကျွန်မ၏တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။